အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ရဖြစ်ပါတယ်ဗျာဒီနေ့မှာတော့မွေအိမ်မက်နမိတ်အကြောင်းလေးတွေမြောက်ပြီးမှဖြစ်ပါတယ်ဗျာအရင်လားတော့ကလည်းကျွန်တော်တစ်ခေါက်မြောက်ပေးခဲ့ပါတယ်အဲဒီတုန်းကလည်းမွေအိမ်မက်လေးတွေနမိတ်လေးတွေအကြောင်းကိုအရင်ကတိုက်ဆိုင်မှုတွေမှန်ကန်မှုတွေများစွာရှိခဲ့တယ်ဆိုပြီးလာပြန်ပြောတဲ့မိတ်ဆွေများလည်းအများကြီးရှိပါတယ်ကျေးဇူးတင်ပါတယ်ဗျာဒီနေ့မှာလည်းထပ်ပြီးတော့စုံစုံလင်းလင်းလေးလေး ဖြစ်သွားအောင်လို့ကျွန်တော်တရားလေးတွေထပ်ပြီးစူးစောင်းထားပြီးတော့မျှဝေတက်ဆက်ထားပါတယ်။ဒါကြောင့်မိတ်ဆွေများမွေအိမ်မဲအကြောင်းလေးလေးမွေနမိတ်အကြောင်းလေးစိတ်ဝင်စားလို့ရှိရင်အစအဆုံးကြည်တော့ပါဗျ။ကျွန်တော်တို့ထင်တာကတော့မွေတွေမက်လို့ရှိရင်ငွေဝင်ပြီးကန်ကောက်ပြီးလို့ပဲကျွန်တော်ထင်ကြတာနော်။အမှန်တကယ်တော့မွေမြင်နိုင်ဝင်ဝင်ကန်ကောက်တော့မဟုတ်ပါဘူးဒီနေ့မှာတော့ဘယ်လိုဘယ်လိုမျိုးမြင်ပတ်လို့ရှိရင်ဘယ်လိုမျိုးကန်ကောက်မှုတွေရှိမလဲဘယ်လိုမျိုးမကောင်းတာလည်းရှိမလဲဆိုတာလေးကိုအားလုံးကျွန်တော်မျှပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲမွေအိမ်မက်တွေအားလုံးမြင်မက်ကြတယ်အဲ့တော့ မွေးတွေအများကြီးနံပါတ်1မွေးတွေအများကြီးကိုမြင်မှတ်တယ်ဆိုရှင်ကျွန်တော်မွေးတွေအများကြီးပဲပေါ့ဗျာ မွေးကြီးများကြီးကိုမြင်မဲ့လို့ရှိရင်ကျွန်တော်တို့ကပင်ပန်းတက်ပါတယ်အလုတ်ထဲမှာလည်းအလုတ်တွေများတက်တယ်လို့အိမ်မှာလည်းအလုတ်တွေအများကြီးလုံနေရတက်ပါတယ်ပြန်မဆိုရင်မွေးတွေများများမြင်လေလေပင်ပန်းမှုတွေများလေပဲဖြစ်ပါတယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ကိုမွေးတွေကလိုက်တယ်လို့အာကျွန်တော်နောက်ကိုမွေတကောင်ကလိုက်နေကျွန်တော်တို့ပြေးနေတယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်တေချာတယ်မိတ်ဆွေများကိုရန်ပေါ်နေပြီးတို့ဒါယူဆောက်လို့ရပါတယ်ကျွန်တော်တို့လည်းကျွန်တော်နောက်မှာရန်နေလိုက်နေပြီးကျွန်တော်တို့မကောင်းကျင်တဲ့သူတွေရောက်လာပြီးဆိုတော့ကျွန်တော်တို့ အဲကြံမြန်ပြီးတိထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကမွေနဲ့ကစားနေရတယ်အဲကျွန်တော်တို့ကမွေအာမွေနဲ့ကျွန်တော်တို့ကတက်တသားတည်းဖြစ်ပြီးကစားနေရတယ်ကျွန်တော်တို့ တော့မွေနဲ့ကျွန်တော်တို့ကစားနေရတယ်ဆောက်နေရတယ်မြင်မဲ့လို့ရှိရင်တော့အရန်ကန်ကောင်းနေပါပြီကျွန်တော်တို့မကြခင်မှာငွေကန်ငွေတွေပေါ်လာဖို့အတွက်ကန်ကောင်းမှုတွေရောက်လာပါလို့မဲလို့ကျွန်တော်နမိတ်လေးပဲဖြစ်ပါတယ်အဲ့တော့မွေရင်ကုန်လဲတဲ့မိတ်ဆွေတွေတချို့အိမ်မက်တဲ့မှာမြင်မဲ့ဘူးကြတယ်မွေရင်ကုန်လဲတယ်လို့မြင်မဲ့လို့ရှိရင်လည်းအရန်ကိုကန်ကောင်းပါတယ်ကန်မကောင်းမှုတွေခွာချပြီးကန်ကောင်းမှုတွေရောက်လာမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် ်နောက်တစ်ခုကတော့မွေးကိုတတ်တယ်ကျွန်တော်ကမွေးကိုရိုက်တက်လိုက်တာကတော့မွေးကိုခုတ်လိုက်လားလို့မွေးကိုတီးထုတ်လိုက်တာလို့အဲ့လိုမျိုးမွေးကိုရိုက်တယ်လို့မြင်မဲ့လို့ရှိရင်လည်းကောင်းပါတယ်ဟာကျွန်တော်တို့ကရန်နေရှင်းလိုက်ပြီကျွန်တော်တို့ရှိမှရန်နေကိုအားလုံးကိုကျွန်တော်ရှင်းနိုင်ပြီဆိုတော့ကျွန်တော်တွေနမိတ်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမွေးကျွန်တော်တို့ ဟိုကျွန်တော်မွေလိုက်တယ်ပုံเนาะအဲ့တော့မွေရအနောက်ကနေကောက်ကောက်လိုက်နေတယ်တို့ကျွန်တော်တို့မြင်မဲ့လို့ရှိရင်တော့ကျွန်တော်တို့ဝမ်းနေစရာလေးတွေစိတ်ညစ်စရာလေးတွေစိတ်ဝမ်းနေစရာလေးတွေဟိုစိတ်မကောင်းစရာလေးတွေအဲ့ကျွန်တော်တို့တစ်ခုခုလာတော့မယ်ဆိုတာကိုပြကြိုပြနေခြင်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ကအဲ့လိုအဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်တို့ကမွေကြိုက်တယ်ပေါ့အဲမွေကြိုက်တာတော့မွေပေါက်တာတော့မွေကြိုက်တယ်တော့မွေပေါက်တာမျိုးကြုံသွားလို့ရှင်တတိထားပါဒါဆိုရင် ကျွန်တော်တို့မွေကျွန်တော်မွေကြိုက်တယ်ဆိုမှတော့မကောင်းတော့ဘူးပေါ့ဗျာနော်အဲ့လိုဆိုရင်လို့ရှင်မကောင်းတော့ပါဘူးအထူးသဖြင့်ကျဲမိုင်နဲ့ပတ်သက်ပြီးညံ့တက်ပါတယ်ဒါကြောင့်မလို့မွေမွေကြိုက်တယ်ဆိုလို့ရှိရင်ကျမ်းမာရီကိုအထူးဒီယူဆိုင်မယ်သွားလာလာလာကျူဆိုင်မှာဖြစ်ပါတယ်တချို့အရာကိုဟိုဘာသာရေးတွေဟိုတကယ်တော့တကယ်တော့မွေကြိုက်ပြီဆိုတာကန်ညံ့သွားပြီကန်ညံ့သွားရင်ကျွန်တော် ပပပါသာကြီးဒီပိုလော့တော့မှာအဲ့လိုမဟုတ်ဘဲနဲ့တချို့ကနှလုံးသလုံးတွေသွားပြီးရောအတိတ်အမိတွေသွားကောက်နေမျိုးတွေကျွန်တော်တွေ့ဥပါတယ်ဘုန်းတော်များကြီးပဲတကယ်တော့မွေကြိုက်တယ်ကန်ညက်ပါတယ်ဒါကြောင့်မို့ဖခင်တရားမြင်များလှုပ်ပေးဖို့လိုပါတယ်ဗျအဲ့တော့မွေချင်းချင်းကြိုက်ရင်ရောမွေချင်းချင်းကြိုက်နေတာတို့မွေချင်းချင်းပတ်ပြီးရောရံဖြစ်နေတာတို့မွေတကောင်နဲ့တကောင်တက်ဖြတ်ကြိုက်ဖြတ်နေတာတို့မြင်ရောဘာဘာဖြစ်မလဲဆိုတော့ ကတော့သိချပါရဲကျွန်တော်တို့မနာလိုတဲ့သူတွေကျွန်တော်တို့ရဲ့အပေါင်းအသင်းရောင်းရင်းထဲမှာရှိနေပါပြီမနာလိုတဲ့သူတွေကိုမုံထားတဲ့သူတွေအဲကိုအမျက်ဒေါသရှိတဲ့ကိုကိုဂုံရှောင်းမဲ့သူတွေရှိနေပြီးတို့ဒါကျွန်တော်တို့ရေဆောက်လို့ရပါတယ်ကျွန်တော်တို့တစုံနဲ့တစုံတယောက်နဲ့တယောက်ကျွန်တော်တို့ရံဖြစ်အောင်ကျွန်တော်တို့ကျွန်တော်တို့လည်းရံဖြစ်နေအောင်ကျွန်တော်တို့အချင်းချင်းမတက်အောင်တော့တက်ရောက်ကဂုံရှောင်းတယ်လို့မဲဆိုတော့ကြုံပြီးသိနေပါတယ်တော့ဒီနေ့မှာအဲ့လိုမဟုတ်မဲ့မွေအကြီးကြီးတစ်ခေါင်ဗျာ မွေးရ heavy ပဲအဲ့အဲ့အကြီးတစ်ကောင်ကကျွန်တော်တို့လာပြီးကြည့်နေဆိုလို့ရှိရင်တော့အရန်ကောင်းပါတယ်အဲ့အဲ့မွေးကြီးတစ်ကောင်ကကျွန်တော်ကြည့်နေကောင်းတယ်ဒီနေ့မှာအဖြူရောင်အစင်းရောင်တို့ရွှေရောင်တို့ဆိုရင်ပိုလို့ကောင်းပါတယ်ဗျအဲ့အဖြူရောင်အစင်းရောင်ရွှေရောင်တို့ပိုလို့ကောင်းတယ်အဲ့တော့အဲ့လိုမွေးကြီးတစ်ကောင်မဟုတ်ဘူးအဲ့တော့မွေးတွေ အဲမွေမွေကြီးတကောင်ကကျွန်တော်တို့ရစ်ပတ်နေတယ်အဲကျွန်တော်တို့ခန္ဓာကိုရစ်ပတ်နေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကောင်းပါတယ်အဲဒီနေရာမှာရစ်ပတ်တဲ့ဆိုတဲ့နေရာမှာလည်း तू ကကျွန်တော်တို့စားစားခြင်းလို့ရစ်ပတ်တာမျိုးမဟုတ်ပဲနဲ့အဲကျွန်တော်ကျွန်တော်ကျွန်တော်တို့သဘောကျပြီးရစ်ပတ်နေတာမျိုးမြူနာမျိုးဆိုလို့ရှိရင်တော့ရန်ကောင်းပါတယ်အဲ့လိုမျိုးပဲစားစားခြင်းလို့ရစ်ပတ်နေတာမျိုးဆိုရင်တော့ကျွန်တော်မြူခြင်းလို့ရစ်ပတ်နေတာမျိုးဆိုရင်တော့မကောင်းပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က तू ကစားစားခြင်းလို့ရစ်ပတ်တာလားမြူဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့သဘောကျတော့ရစ်ပတ်တာလားဆိုတော့ကျွန်တော် တို့သိပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ရစ်ပက်တဲ့နေရာမျိုးမှာလဲအားနဲ့တိုင်းဆွညစ်ပက်လိုက်မျိုးမျိုးမဟုတ်ပဲနဲ့ဖြည်းဖြည်းချင်းညစ်ညစ်ပက်တာမျိုးရစ်ပက်တာမျိုးဆိုလို့ရှိရင်တော့အရန်ကောင်းပါတယ်ပေါ့နော်ဟုတ်ပြီတချို့ကလည်းအဲ့လိုမျိုးရှိရှိသေးတယ်အဲအဲ့လိုမဟုတ်ဘူးဗျာတချို့ကလည်းမွေတွေအများကြီးတော့တဲ့မွေတိုက်တယ်တချို့လည်းအဲ့လိုမျိုးမွေတိုက်ကရှိတယ်နော်မွေမွေတိုက်ကအပြင်မှာလည်းတကယ်ရှိပါတယ် တော့မွေမွေတိုက်တွေတော့ကျွန်တော်တို့ရောက်သွားတယ်ဆိုလို့ရှိရင်လည်းအဲမွေတိုက်ကကျွန်တော်တို့ဘာမှမလုပ်ဘူးဆိုလို့ရှိရင်လည်းကောင်းပါတယ် ဒါကျွန်တော်တို့သူတို့တွေရှိချောင်းသူတို့ကျွန်တော်တို့နီနာပေါင်းခြင်းမှာရှိနေကြအောင်ဒါပြသခြင်းပဲဖြစ်ပါတယ်အဲ့တော့သူတို့တွေမွေတိုက်ရှိပြီးဆိုတဲ့ကတည်းကအဲ့မွေတိုက်ကတစုံတစ်ခုသောအရာကိုစောက်ကြက်နေတာတော့မဟုတ်သူတို့နားမှာအရန်ကိုတံမိုးကြီးလင်းနေတဲ့အရာတစ်ခုရှိနေတာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်အဲ့ထက်ကနေကျွန်တော်တို့တစ်ခုခုပေးခြင်းတို့ပဲဖြစ်ဖြစ်ပြခြင်းတို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတော့မြင်မှတ်တတ်ပါတယ်အဲ့ပြီးပြီဆိုတော့ねကျွန်တော်တို့တွေကျွန်တော်တချို့လည်းကြံရှောက်မြင်မှတ်တာကျွန်တော်လာမိတာမျိုးရှိပါတယ်အမွေကျွန်တော်တို့က မွေပါဇက်တွေဝင်သွားတာတို့အဲကျွန်တော်တို့ပါဇက်တွေကိုမွေဝင်သွားတာတို့အဲ့လိုမျိုးဆိုလို့ရှိရင်ရောကောင်းလားဆိုတချို့မေးတချို့မေးကြပါတယ်ကျွန်တော်တို့က မွေပါဇက်တဲ့ဝင်သွားလို့ဆိုရှင်မကောင်းပါဘူးကျွန်တော်တို့ပါဇက်တဲ့ကိုဝင်ဝင်လာတယ်ဆိုလို့ရှိရင်တော့ကောင်းပါတယ်ကျွန်တော်တို့ကျွန်တော်တို့ပါဇက်တဲ့ကိုမွေမွေဝင်လာတယ်ပေါ့မွေဝင်သွားတယ်ပေါ့ဒါဆိုရင်ကောင်းတယ်ကျွန်တော်တို့မွေပါဇက်တဲ့ဝင်သွားရင်တော့မကောင်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူများရဲ့ဝင်ဝန်တွင်တဲ့ကိုဝင်သွားတယ်ဆိုရင်လည်းမကောင်းဘူးပေါ့နော်ဒါလေးလည်းတည်ထားလို့ရပါတယ်အားကြောင့်မို့ကျွန်တော်တို့တွေအကြမ်းမင်းပေါ့နော်အားလုံးချုပ်ငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမွေးတကောင်ကောင်ကကျွန်တော်တို့ရံမပြုတ်ဘူး ရံမပြုတ်ဘူးကျွန်တော်တို့ကိုကြည်နေတာတို့ကျွန်တော်တို့နဲ့အဆင်ပြေနေတာတို့ကျွန်တော်တို့တွေ့လိုက်တာလို့အဲ့လိုမျိုးမွေးကောင်ကောင်ကကျွန်တော်တို့ရံမပြုတ်ဘူးဆိုလို့ရှိရင်မကြိုက်ဘူးဆိုလို့ရှိရင်ကောင်းတယ်လို့ယူယူဆလို့ရတယ်လို့မွေးကောင်ကကျွန်တော်တို့လိုက်နေတာတို့ပေါက်နေတာတို့ကြိုက်နေတာတို့မြူနေတာဆိုလို့ရှိရင်တော့ ကျွန်တော်တွေဒါမကောင်းညံ့နေညံ့နေတယ်လို့ကန့်ညံ့နေတယ်လို့ယူဆလို့ရပါတယ်။အဲဒါတလောက်ဆိုအကြံမင်းအားလုံးသိရှိပြီးထင်ပါတယ်ဗျာ။ကျွန်တော်မိတ်ဆွေများရောဘလို့အိမ်မက်မျိုးလေးလေးမှတ်လဲ။မွေးနဲ့ပတ်သက်ပြီးဘလို့အိမ်မက်မျိုးလေးလေးမှတ်ဖူးလဲဆိုတာ comment လေးမှာကျွန်တော်မေးပေးလို့ရပါတယ်။ဒါကျွန်တော်စီမှာကျွန်တော်အချက်လက်တွေအများကြီးရှိပါတယ်။မိတ်ဆွေများရဲ့မိကွန်းနဲ့ကန့်ညင်းတဲ့အချက်လက်လေးကိုကျွန်တော်ပြန်လည်ပြီးမြောက်ပေးမှာဖြစ်ပါတယ်။ဒီနေရာမှာတက်တက်လက်ဆာတဲ့အပြင်မှာပေါ့နော်။ အဲ့မဲ့ထဲမှာမဟုတ်ဘူးเนาะအပြင်မှာသွားနေတဲ့မွေတွေဝိုင်းတွေ့လို့ရှိရင်လည်းအရင်ကကန်ကောင်းတာဖြစ်ပါတယ်ဒါကြောင့်မို့မွေတွေကိုရိုက်မွေတွေရိုက်တတ်တာမျိုးတွေဟာကျွန်တော်ရိုက်တတ်တာမျိုးတွေတော့မလုပ်ပါနဲ့တော်သူသွားစားကြည့်တာသွားပါသေးပါဦးเนาะဒါကြောင့်အပြင်မှာမွေတွေ့အရင်ကန်ကောင်းပါတယ်ဒါကြောင့်မို့အပြင်မှာမွေတွေ့ရင်ငွေဝင်ပြီးတော့မှတ်လိုက်ပါတော့တခုတော့ရှိတာပေါ့เนาะ ကိုအိမ်ချန်နေတဲ့တော့ကိုအိမ်ရတဲ့မှာဝင်နေတော့ချွင်းချက်နေတဲ့တမျိုးပေါ့နော်အဲ့တော့ထုတ်နိုင်လို့ရှင်းရှင်းမရှင်းတော့ဒါကတော့ရိုက်တင်နေရိုက်မှာပေါ့နော်ဒါကတော့ကိုအိမ်နဲ့ဝင်လာပြီဆိုတော့ကိုအသက်အန္တရာယ်လည်းရှိနိုင်တယ်ဒီမျိုးကြုံလာရင်လို့ရှင်းတော့ဒါကတော့ချွင်းချက်နေနဲ့ထုတ်ပေးလိုက်ရှင်ရှင်တော့ထုတ် မထုတ်နိုင်လဲကိုယ့်ကိုရိုက်တင်တော့ဒါတော့ရိုက်မှာပေါ့နော်ဒီနေ့မှကျွန်တော်တက်လက်စားလေးပေါ့နော်ကျွန်တော်အိမ်ထဲကိုလိပ်ပြလေးလေးဝင်လိုက်အရန်ကောင်ကောင်းတော့ဖြစ်ပါတယ်လိပ်ပြလေးတွေကကျွန်တော်တို့အိမ်ထဲကိုဝင်ခဲ့ပါတယ်အိမ်ထဲဝင်မယ်ဆိုလို့ရှိရင်လည်းအကြောင်းအကြောင်းတစ်ခုကြောင့်ဝင်ပါတယ်ပထမတစ်ခုကတို့ကလူနာကိုလာလာခြင်းလို့ဖြစ်ပါတယ်လူနာကိုလာနာခြင်းတာ ဒုတိယတစ်ခုကတော့ကျွန်တော်တို့ရဲ့ကွယ်လွန်မိသားကွယ်လွန်ပြီးသွားတဲ့ကျွန်တော်အမျိုးတွေမိသားစုတွေရလူတွေ ဖြစ်ဖို့များပါတယ်အဲ့အနှစ်ခုချက်ဝင်လာတာများတယ်ပေါ့နော်ဟုတ်ပြီဒါဒါမှမဟုတ်ကျွန်တော်တို့အိမ်ထဲကိုကျွန်တော်တို့တွေအာကျွန်တော်ရေရေတရဝတစ်ခုခုကျွန်တော်ကနန်းနေတော့ ကျွန်တော်အဲ့ဒီကျွန်တော်အဲ့ဒီတစ်ခါကဏ္ဍတစ်ခါဝင်လာဘူးတဲ့တိတ်မကြဘူးအဲ့ခဏန်လဲကျွန်တော်ตาလေးလေးပြန်လဲဆင်းတော့ကျွန်တော်ကြည်တာမဟုတ်တော့ဝင်လာတယ်ဝင်ပြီးသူပြီးတော့ပြန်လဲထွက်တော့မိုးမိုးရီတွေမိုးရမ်းရွာပြီးသူတက်လာတယ်ပေါ့နော်တက်လာပြီးတော့ဟိုမိုးမိုးလဲတိတ်တော့သူ့သူပြန်ဆင်းတော့တယ်အဲသူလဲဆင်းတော့အဲ့တိတ်မကြဘူးကျွန်တော်တော်တော်လေးဟိုအလုတ်ကင်လေးလေးငွေဝင်မှုအတွက်ပြောတတ်လာလေးအများကြီးအဆင်ပြေလာတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကြုံမှုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အိမ်ထဲကိုငှက်တို့ အဲ့ဒါမျိုးလေးဝင်လာရင်ကောင်းပါတယ်ဥမာတားကောင်းနေတားကောင်းဆိုတော့ဥမာကျွန်တော်အရင်တခါဆိုတိတ်ငကြီးဝင်လာဘူးတဲ့တိတ်ငကြီးဟူတို့ဇီကွက်တွေတို့အဲ့လိုမျိုးဝင်လာရင်ကောင်းပါတယ်တကယ်မို့ငှက်တွေဆိုတာအိမ်နေတဲ့ဝင်လင်ဝင်ထားမရှိပါဘူးဝင်လာရင်ကောင်းပြီလို့ယူဆလို့ရပါတယ်ကဲဒီလောက်ကဒါအမီးလေးပေါ့နော်ကျွန်တော်နောက်တော့နောက်ထပ်တော့အိမ်နဲ့ဝင်လာတဲ့နမိတ်လေးတွေတခြားတော့တတော်ပါအကြောင်းလေးလေးဆက်လက်ပြီးမြောက်ပေးမှမလို့စိတ်ဝင်စားလို့ကြက်နေတဲ့လာရစခွန်းနေပြီးအားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ